ရင်လည်မှုနဲ့စည်းစင်းနဲ့ငွေရောက်နေတယ်လို့ဆိုတာဒိုင်း90ကျော်ရှိတဲ့ KB ကို KB စင်တာမှာအကြောင်းပြချက်မရှိပဲပိတ်သိမ်းရတိကျော်ကွန်ရပညာမျှဝေခြင်း Facebook page ကနေတင်ထားတာပါနားဆင်ကြည့်ပါဦးခင်ဗျာကျမ KB ကောင်းကိုအခုညအထွက်ပိတ်လိုက်ပါတယ်အဝင်လက်ခံတော့ရပါတယ်ဘာအကြောင်းပြချက်မှမရှိပဲပိတ်တဲ့အတွက်ကောစင်တာကိုဆက်ပါတယ်ကောစင်တာက တိမ်လည်မှုနဲ့စီစဉ်နဲ့ငွေရောက်နေတယ်လို့ပြောပါတယ်။ဘာအကြောင်းပြချက်မှမေးမရပါဘူး။ကျမတို့ကထုံရောင်းဝယ်လုပ်တဲ့အတွက်သူတို့ကေဘေးကောင်းတွေကိုယုံကြည်ပြီးဖွင့်ထားတာပါ။တမအာဇီဝချက်ချက်နဲ့ရှာထားတဲ့ငွေလေးတွေပါ။မနှက်ပြန်အဖေကိုစေကန်းပြဖို့အကောင့်နဲ့83သိန်းကျော်ငွေထည့်ထားပါတယ်။ခုကြသူတို့ကခဏထိုင်သိမ်းနေဆိုပြီးယူထားတာကလုံးဝမကောင်းပါဘူး။ခုကြ သူတို့ကခဏထိန်းသိမ်းနေဆိုပြီးယူထားတာကလုံးဝမကောင်းပါဘူး။ယုံကြည်လို့တနိုင်ငံလုံးက KB အကောင့်ဖွင့်ကြတာပါ။ခုကြသူများအကောင့်ထဲကငွေကို ထိန်းသိမ်းနေဆိုတာလုံးဝမတရားပါဘူး။တခါတလေအစွန်းထွက်ပိုက်ဆံတွေလည်းပျောက်သွားပါတယ်။မနှက်ပြန်ကြရင်တော့တရားရုံးကိုဥတိုက်လျှောက်ထားပြီး KBZ ဘဏ်ကို တရားဆွဲရပါလိမ့်မယ်။ကျမခရိုင်တိုင်းတွေထိတိုက်မှာပါ။မရရတဲ့အနေနဲ့ အရေးယူခိုင်းမှာပါကျမတို့ကချွေနှဲစာနဲ့အကြာကြီးရှာထားရတာပါ သူတို့ကခဏလေးခိုးသွားတာမကောင်းပါဘူးအားလုံးလည်းသတိထားကြပါရှင် ကျမလိုမဖြစ်ကြရအောင် များများ share ပေးကြပါရှင်ဆက်လက်ပြီးတော့သတိကျော်ကွန်ရပညာမျှဝေခြင်းဖေဖိုပေးရနေပဲပို့တစ်ခုထပ်တင်ထားပါသေးတယ်ကျမဒီနေ့28ရက်5လ2025နေ့မနေ့10နာရီလောက်မှာရက်ွက်အုတ်ခရနဲ့ရှင်းနေကိုခေါ်ပြီးတော့ ကေဗီဇက်ပန်ကိုတွားခဲ့ပါတယ်။နေပြီးတော့ရောင်းချက်ကိုလည်းတိုင်ထားပါတယ်။ဘန်ရောက်တဲ့အခါဘန်ဝန်နန်းတွေကိုအကျိုးချောင်းရှင်းပြပါတယ်။ကောစင်တာကိုဆက်တဲ့အခါဒိန်လယ်မှုစီစဉ်တဲ့ငွေဆိုပြီးတော့ယာယီပိတ်တာပါတဲ့။အကြောင်းဆောင်မသိရပါဘူးတဲ့။ရက်ကအကန့်အသတ်မရှိပါတဲ့။ဒီမှာတော့ရောင်ကြီးစိတ်ချလို့ကေဘေးကိုတုံးတာပါ။ဒီလိုလိမ့်လိုက်တဲ့ဆိုပြီးပိတ်ချင်တိုင်းရောင်းကပိတ်ပန်ခွင့်မရှိပါဘူး။ ပြိမ့်မယ်ဆိုလဲကျမတို့ဖွင့်ထားတဲ့ကေဘေးကိုသူတို့ပြိမ့်ပံခွင့်မရှိပါဘူးလို့ပြိမ့်မယ်ဆိုလဲကျမတို့ကိုအကြောင်းကြားရမှာပါကျမတို့ငွေလေးတွေဟာတမအာဇီဝကြကြနဲ့ပင်ပင်ပန်းပန်းရှာထားတဲ့ချွေးနေစာတွေပါအကြာကြီးမဆောင်နိုင်ပါဘူးလို့ရှင်းနေတွေရော လူကြီးတွေရောဘိုင်းပြောပေးကြတယ်တကယ်လို့ဒီရပိုင်းအတွင်းပြန်ဖွင့်မပေးရင် တရားစွဲမယ်လို့ဘန်ဝန်နန်းတွေကိုအာနာနာနဲ့ပြောပြီးတော့နှုတ်ဆက်ခဲ့ပါတယ် အိမ်ရောက်တော့စိတ်တွေညစ်လုံလို့စားမရအိမ်မရနဲ့ဖုံးတံပိတ်ထားပါတယ်။ဘသူနဲ့မှစကားပြောချင်စိတ်မရှိပါဘူး။အခုညနေ9နာရီထိုးတော့ KBZ ကဖုံးခေါ်ထားပါတယ်။15ကတောင်းမှပဲ။ပြန်ခေါ်တော့အကောင့်ကပြန်သုံးလို့ရပါပြီလေ။ဝမ်းတန်လိုက်တာ။ကျမခုစားများကြီးရေးနေတာကကျမလိုပိတ်ခံရတဲ့သူတွေအများကြီးပါ။ပြန်မရသူတွေလည်းအများကြီးပါ။ အဲ့ဒီလိုပိတ်ခံရတဲ့အခါဒီတိုင်းငြိမ့်မနေပါနဲ့ကျမတို့တို့လိုရှေ့နေနဲ့တရားရုံးနဲ့တက်တဲ့နဲ့တကွာပြုတ်လို့ရင်ခဏလေးပြန်ဖွင့်ပေးပါတယ်ဒီလောက်ပါပဲကျမပိုက်ဆံအကုန်ပြန်ရပါတယ်အစောပါပို့ရမှာတော့ KBZ ဘေးဟာအခုလိုမျိုးအဖြစ်တွေများရဆိုတဲ့အကြောင်းဘိုင်းဝန်ပြောထားကြတဲ့သူတွေအများကြီးရှိပါတယ်မိတ်ဆွေတို့လည်းအခုလိုမျိုးဖြစ်ဖို့ရင်ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး